ီနေ့မှာတော့နဆီယာမာဂျီရဲ့လက်ထဲမှာစီရှာတယောက်အဖမ်းခံလိုက်ရတာကိုသိရှိသွားခဲ့တဲ့ရှီပန်ညာကသူမရဲ့စွမ်းနေနဲ့ကျူးစားခဲ့ရမှာစီရှာကိုနဆီယာမာဂျီရဲ့အစီရင်ကနေလွတ်မြောက်အောင်ကယ်တင်သွားနိုင်မှမလားဆိုတာကိုစိတ်ဝင်စားဖို့ကြိရှိရမယ်မွေးဖြူမေရဲ့ကလပ်စားအပိုင်း20ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ျွန်တော်တို့ရဲ့ Recover Channel ကို ကြည့်ရှုအားပေးကြတဲ့ပြည်သားအလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတိတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recover Channel နဲ့နိုင်ငံတကာစကားဆုံကိုတင်ဆက်ပေးသွားမယ် Recover IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ နဆီယာမာကြီးရဲ့လက်ထဲမှာစီရှာတရအဖမ်းခံလိုက်ရပြီဆိုတာကိုသိရှိသွားခဲ့တဲ့ရှီဗန်ညာလေးသူတို့အတွင်ပြောင်းမွေတွေချင်းချင်းဆက်သွယ်နိုင်တဲ့စွမ်းနဲ့စီရှာရဲ့နာမည်ကိုခေါ်လိုက်တဲ့အခါတစ်ဖက်ကနဆီယာမာကြီးရဲ့နှိမ့်ဆက်မှုကိုခံနေခဲ့ရတဲ့စီရှာက ရှီဗန်ညာကသူ့ကိုဆက်သွယ်နေတယ်ဆိုတာကိုသိရှိနေခဲ့ပေမဲ့သူမကပြန်လည်ဆက်သွယ်လိုက်မယ်ဆိုရင်နဆီယာမာကြီးကရှီဗန်ညာကိုသိရှိသွားမှာဖြစ်တာကြောင့်ရှီဗန်ညာကိုဘာမှမတုံ့ပြန်မဲ့ငြိမ်နေခဲ့ပါတယ် ဒါကြောင့်မဲရှီဗန်ညာလေစီရှားတွဲစူးရင်သွားခဲ့ပြီးကဲတင်နိုင်မဲ့ဒီလန်တွေကိုအကြံထုတ်လိုက်ဝပြုတ်ကြောင်းမှာကတ္တာခါနဲ့သွားရောက်တွေ့ဆုံဖို့ကြံစီခဲ့ပါတော့အဆိုပါအကြောင်းကိုရီတက်မရိမ့်မိအောင်ရှီဗန်ညာကရီတက်အားဝပြုတ်ကြောင်းမှာသူမသစ္စာဆူထားတာတခုရှိကြောင်းတကယ်လို့မွေမကိုမိတယ်ဆိုရင်ဝပြုတ်ကြောင်းမှာအရှင်ကိုတနင်းလာနေ့တိုင်းလာရောက်ပူဇော်ပါမယ်လို့သစ္စာပြုထားတာဖြစ်ကြောင်းပြောပြခဲ့တာကြောင့်ရီတက်ကလည်းလက်ခံခဲ့ကသူတို့နှစ်ယောက်လည်းဝပြုတ်ကြောင်းကိုထွက်လာခဲ့ကြပါတယ် တဖက်မှာလည်းနဆီယာမာကြီးကစီရှာကိုဆုံးသက်ဖို့သူစီရင်ထားတဲ့စိတ်ဓာတ်နဲ့ထိုးဖို့လုပ်မှာပဲ။ရိုက်ဂျာတို့ကရောက်ရှိလို့လာခဲ့ပြီးဟန်တားခဲ့တာကြောင့်နဆီယာမာကြီးလည်းရက်တန်လိုက်ရပါတယ်။ယာမနီလည်းစီရှာကိုတွေ့တဲ့အခါရီတရဲ့မင်္ဂလာဆောင်တုန်းကကကြေတဲ့အဖြစ်သူတို့အိမ်ကိုရောက်ရှိလာခဲ့တဲ့သူဆိုတာကိုမှတ်မိသွားခဲ့ပါတယ်။ရိုက်ဂျာလည်းသူ့ကိုတတ်ရမှာတော့ဟုတ်ပါတယ်ဆီယာမာကြီး။ဒါပေမဲ့လွန်လွန်နဲ့တော့ပေးမသေးပါနဲ့။ အမျိုးမျိုးနှိပ်ဆက်ပြီးမှတပ်ဖြစ်လိုက်ပါလို့ပြောဆိုလာခဲ့တာကြောင့်နဆရာမကြီးကလည်းသူ့ရဲ့တိငှက်ကြီးတွေကိုစီရှာဝိုင်းဝန်းထိုးစိတ်ကြဖို့စီခိုင်းခဲ့ပါတော့တိငှက်ကြီးတွေရဲ့ထိုးစိတ်တိုက်ခိုက်မှုအောက်မှာလူလို့နေခဲ့ရတဲ့စီရှာရဲ့အဖြစ်ကိုဆက်ပြီးတော့မကြည်နိုင်တော့တဲ့ယာမနီကရိုင်ဂျာဒီကိစ္စကိုနဆရာမကြီးကဆက်ပြီးတော့လုပ်ပါလိမ့်မယ်ကျမတို့သွားရအောင်လို့ပြောဆိုခဲ့တာကြောင့်ရိုက်ကြလေစီရှာကိုနတ်ဆီယာမကြီးသဘောကျလောက်ပါလို့ပြောဆိုကထွက်လာခဲ့ကြပါတော့ ဝေပြူကြောင်းကိုရောက်ရှိလာခဲ့တဲ့ရီတင်းရဲ့ရှီဗန်ညာလဲအရှင်ကိုရှစ်ခိုးနေခဲ့စင်ပါပဲဂါတာခါကထွက်လာခဲ့ပြီးရှီဗန်ညာကိုအကဲခတ်လိုက်တော့ရှီဗန်ညာရဲ့မျက်လုံးထဲမှာတဆုံတစ်ခုကိုပြောဆိုလိုတဲ့ရဲ့ရောင်ကိုတွေ့မြင်လိုက်ရတာကြောင့်ဂါတာခါလဲရီတအဒီလိုလားပြညမှာအရှင်တီဝါကိုစည်ရင်းမှန်တဲ့စူတောင်းတဲ့ဇနီးမောင်နှံတွေကတသက်လုံးမခွဲတူနေရတယ်လို့ပြောဆိုခဲ့တာကြောင့်ရီတလဲရှီဗန်ညာနဲ့မခွဲတူနေရဖို့စူတောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ် ဒါကြောင့်မဲကာတာခါကရေဝိုးလေးလုံးကိုပေးလိုက်ပြီးအပြင်ဘက်မှာရှိတဲ့ရေခဲလေးကရေကိုတွားရောက်ခက်ယူပြီးအရှင်ကိုပူဇော်ဆုတောင်းပါလို့ပြောဆိုခဲ့တာကြောင့်ရီတက်လည်းရှီဗန်ညာကိုထားခဲ့ကရေဝိုးလေးကိုယူပြီးရေခဲရှိရာကိုထွက်သွားခဲ့ပါတယ်။ရီတက်ထွက်သွားပြီးတဲ့အချိန်မှာတော့ကာတာခါကရောက်လာရတဲ့အချောင်းရင်းကိုရှီဗန်ညာမီးမြန်းခဲ့ပါတယ်။ရှီဗန်ညာလည်းစီရှာကနက်စီယာမကြီးဖမ်းဆီးတာကိုခံထားရပြီးဒုက္ခရောက်နေကြောင်းပြောပြခဲ့တာကြောင့် ဂါထာကကအရှင်ကိုပူဇော်ထားတဲ့နှုတ်ရည်အနှင်းငယ်ကိုလက်နဲ့ခံယူကာအိုးရဲကိုထဲပြီးချီရှုလိုက်တဲ့အချိန်မှာတော့စီရှာကိုနတ်ဆရာမကြီးနှိမ့်ဆက်နေတဲ့ပုံရိပ်တွေကပေါ်လာခဲ့ပါတော့တယ်။ဂါထာကနဲ့ရှီဗန်ညာတို့လည်းစီရှာရဲ့ချင်းနေသူကိုသိရှိသွားခဲ့ပြီးဂါထာကကတန်စင်နဲ့ပြာနှင်းငယ်ကိုရှီဗန်ညာပေးလိုက်ပြီးသူ့ရဲ့အစွမ်းကိုလည်းပြောပြခဲ့ပါဒီပြာကိုစီရှာကိုလည်းပေးခဲ့ပေးမယ်။သူအလုပ်ကိစ္စမပြီးခင်အစွမ်းပြေသွားတာဖြစ်လိမ့်မယ်လို့ကတ္တာကာကပြောဆိုခဲ့ပါတယ်။ဒီပြာရဲ့အစွမ်းကနိုင်ဝက်ပဲခံမယ်။ အဲ့ဒီဂူထဲမှာနတ်ဆရာမကြီးရဲ့စွမ်းတွေနဲ့ပြည်နေတယ်။အဲ့ဒီအစွမ်းတွေပြည်အောင်လုပ်ဖို့ကတနည်းပဲရှိတယ်။ဂူထဲမှာဆရာမကြီးမရှိရင်သူ့ရဲ့ဂါရာတွေကလည်းဘာမှအစွမ်းမရှိတော့ဘူး။အဲ့ဒါကြောင့်အဲ့ဒီကိုမတော်ခင်နတ်ဆရာမကြီးကိုဂူထဲမှာရှိမနေအောင်အရင်ဆုံးလုပ်ရမယ်လို့ရှီဗန်ညာလှုပ်ဆောင်ရမယ့်အဆင့်တွေကိုတခုချင်းစီပြောပြခဲ့ပါတယ်။ဒါကြောင့်ရှီဗန်ညာကအဂျင်စီတခုကိုလှုပ်ဆောင်ဖို့ဆုံးဖြတ်ခဲ့ပြီးဝပြုကျောင်းသားမှာရှိတဲ့မွေးတကောင်အားသူ့ကိုကြိုက်စီခဲ့ကမွေးစိတ်တဟန်စောင့်နေခဲ့ပါတော့တယ် တကယ်တော့အသွင်ပြောင်းမွေတကောင်ဖြစ်တဲ့ရှီဗန်ညာဖိုးဘလို့မွေစိတ်ကမှသူ့ကိုအန်ဒီယံမဖြစ်စေပါဘူးလေကျသွားခဲ့တဲ့ရီတရဲ့နှားကိုရေကန်မှာရေခတ်ပြီးတော့ပြန်လာခဲ့တဲ့ရီတကတွေ့မြင်သွားခဲ့ပြီးဆိုရင်ဒီကြီးနဲ့ရောက်ရှိလို့လာခဲ့တဲ့အခါရှီဗန်ညာကသူမကိုကက်တင်ပေးနိုင်တာကနတ်ဆရာမကြီးပဲရှိတာမို့ခေါ်ဆောင်သွားပေးဖို့ပြောဆိုလိုက်တာကြောင့်ရီတလည်းရှီဗန်ညာကိုကားပေါ်တင်ကနတ်ဆရာမကြီးစီကိုထွက်လာခဲ့ပါတော့တယ်ရှီဗန်ညာကတော့ ဗီတရဲ့သူ့အပေါ်မှာစူးရင်ပူပန်နေခဲ့တာတွေကိုကြည့်ပြီးသူမဒီလိုလဲစားလိုက်ရတဲ့အပေါ်မှာလဲစိတ်မကောင်းတွေဖြစ်နေခဲ့ရပါတယ်။တဖက်မှာလဲရိုင်ဂျာကရှိုင်လက်စီကိုရောက်ရှိလာခဲ့ပြီးမွေမကိုဖမ်းမိထားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ရှိုင်လက်ကတော့အရက်တွေမူပြီးသူ့သမီးမင်္ဂလာကိစ္စပြတ်ခဲ့ရတဲ့အပေါ်မှာမချေမနှက်နဲ့ပြောဆိုနေခဲ့တာကြောင့်ရိုင်ဂျာကအဲ့အတွက်စိတ်မပူပိုးနဲ့ချမ်းသာတဲ့လူငယ်စည်းဝါးရေးလုပ်ငန်းရှင်တယောက်နဲ့မိတ်ဆက်ပေးဖို့ရှိကြောင်း ဒါကလည်းတံပီအတွက်စီစဉ်ထားတာဖြစ်ကြောင်းပြောပြလိုက်တော့မှရှိုင်းလက်တို့မိသားစုလည်းကျဉ်နှက်သွားခဲ့ပါ යි ။နဆီယာမာကြီးရဲ့၆ခုကြီးရှိကိုရောက်ရှိလို့လာခဲ့တဲ့အခါရီတက်ကကားကိုရပ်လိုက်ပြီးရှီဗန်ညာနဆီယာမာကြီးထံကိုခေါ်ဆောင်သွားဖို့လုပ်ခဲ့ပေမဲ့နဆီယာမာကြီးအရင်ထွက်လာဖို့ကပူပြီးတော့ရေးချတာကိုသိရှိနေခဲ့တဲ့ရှီဗန်ညာက"သူမစိတ်တွေးကြောင်လှုပ်မရဖြစ်နေကြောင်ရီတက်ဟာအသိပေးခဲ့ပါ යි ။"ဒါကြောင့်မဲရီတက်ကသူကိုယ်တိုင်နဆီယာမာကြီးကိုသွားပြီးတော့ခေါ်လာပေးမယ်လို့ပြောဆိုကာ ရှိဗန်ညာကိုကားပေါ်မှာထားခဲ့ပြီးထွက်သွားခဲ့ပါတော့တယ်။ကျောက်ကူကြီးထဲမှာရှိတဲ့နတ်ဆရာမကြီးကလည်းစီရှာကိုနှိပ်စက်လို့ဝါပြီးဖြစ်တာကြောင့်သူ့ရဲ့စိတ်ဓာတ်နဲ့အဆုံးစီရင်ဖို့ပြင်ဆင်နေခဲ့ကြချိန်မှာပဲရီတစ်ကရောက်ရှိလာခဲ့ပြီးသူ့မိမရှိဗန်ညာအစိတ်မိထားတာမို့လိုက်ပါကြည့်ရှုပေးဖို့တောင်းပန်ပြောဆိုခဲ့တာကြောင့်နတ်ဆရာမကြီးကလည်းစီရှာကိုခနာထားခဲ့ကဂူတွေကနေထွက်လာခဲ့ပါတယ်။ နဆီယာမာကြီးနဲ့ရီတီတိုဂူရဲကနေထွက်လာခဲ့တာကိုတွေ့မြင်လိုက်ရတဲ့ရှီဗန်ညာလေးရီတီတိုကာနာကိုမြောက်ခင်ကတခါပြေးလိုက်တဲ့တန့်စင်တဲ့ပြားကိုပုတ်လိမ့်လိုက်ကသူကိုမွေးတကောင်မန်းနဆီယာမာကြီးကမရိပ်မိအောင်ပြုတ်လုခဲ့ပါနစီယာမာကြီးလည်းရှီဗန်ညာရဲ့အနာကိုရောက်ရှိလို့လာခဲ့ပြီးဒန်ယာကိုစစ်ဆေးထိလိုက်တဲ့အခါအသွင်ပြောင်းမွေကောင်ရဲ့ကြိုက်ခဲမှုကိုခံလိုက်ရပြီးဒီအထိအသက်မသေးပဲရောက်လာတာကတော်တော်လေးကိုကံကောင်းနေပြီလို့ရီတစ်ကိုပြောဆိုခဲ့ပါတယ်။ရီတစ်လည်းကုသပေးဖို့ပြောဆိုခဲ့တာကြောင့် နဆရာမကြီးကဒီအနီးနားကတော်ထဲမှာဖြီးစည်းပင်ရှိတယ်။မင်းကိုပြောလိုက်ရင်လဲရှာတတ်မှာမဟုတ်ဘူး။ငါကိုတိုင်းလိုက်လာခဲ့မယ်လို့ပြောဆိုကရီတင်နဲ့နှစ်ယောက်သားတော်ထဲကိုဖြီးစည်းပင်ရှာဖို့ထွက်သွားခဲ့ကြပါတော့တယ်။နဆရာမကြီးနဲ့ရီတတို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ရှီဗန်ညာကဂူရဲကိုဝင်ရင်တင်းခတ်ကြီးတွေကသူမကိုသတိမပြုမိအောင်သူမကိုသူမနဆရာမကြီးဖြစ်အသွင်ပြောင်းလိုက်ပြီးစီရှာကိုကဲတင်မှုအမျက်ဆုံးလှုပ်ရှားခဲ့ပါတော့တယ်။ ဂူကြီးတဲကိုရောက်တော့နတ်ဆရာမကြီးရဲ့စီးချထားတဲ့ဝိုင်းကြီးထဲမှာလဲချနေခဲ့တဲ့စီရှာကိုစီးဝိုင်းထဲကိုဝင်ကာဆွဲထုပေးဖို့ရှီဗန်ညာကလှုပ်ဆောင်ခဲ့ပေမဲ့စီရှာကဟန်တားခဲ့တာကြောင့်ရှီဗန်ညာကသူ့ရဲ့စွမ်းတွေကအခုငါ့ကိုဘာမှမလုပ်နိုင်တော့ဘူး။သူကဂူပြင်ကိုထွက်သွားတော့သူ့ရဲ့စွမ်းတွေကလည်းပါသွားပြီ။နင်ပါမစိတ်ပူနေငါနဲ့လိုက်ခဲ့တော့လို့ပြောဆိုခဲ့တာကြောင့်စီရှာလည်းရှီဗန်ညာရဲ့လက်ကိုဆွဲကစီးဝိုင်းပြင်ကိုထွက်လာခဲ့ပါတော့တယ်။စီရှာတရားစီဝိုင်းပြင်ကိုထွက်ဖို့လှုပ်ရှားလိုက်တာနဲ့တပြိုင်တည်း တိမ်ငှက်ကြီးတွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့်ရှီဗန်ညာလည်းမွေးသွင်းကိုပြောင်းကာတိမ်ငှက်ကြီးတွေကိုတိုက်ခိုက်ခဲ့သလိုစီဝိုင်းရဲ့ပြင်ကိုရောက်တာနဲ့မွေးသွင်းပြောင်းနိုင်သွားခဲ့တဲ့စီရှာကလည်းရှီဗန်ညာနဲ့အတူတူတိမ်ငှက်ကြီးတွေကိုတိုက်ခိုက်ခဲ့ပါတယ်။တိမ်ငှက်ကြီးတွေလည်းရှီဗန်ညာတို့ရဲ့တိုက်ခိုက်မှုနဲ့မလုံနိုင်တော့တဲ့ချင်းနေကြမှာရှီဗန်ညာနဲ့စီရှာတို့လည်းဂူပြင်ကိုထွက်လာခဲ့ကြပါတော့တယ်။ဂူပြင်မှာရထားတဲ့ကားနာကိုရောက်တော့စီရှာကမွေးသွင်းကိုပြောင်းလိုက်ပြီးကားရဲ့နောက်ခန်းထဲမှာဝင်ပုန်းနေခဲ့ပါတယ်။ နဆီယာမာကြီးနဲ့ရီတက်တို့လည်းဖြည့်ဆည်းပင်ကိုရှာကတိုးတွေကနေထွက်လာခဲ့ကြပြီးမို့ရှီဗန်ညာလည်းမူလနေရာမှာဟမပြက်ပြန်နေခဲ့ပါနစီယာမာကြီးလေသူကူးလာတဲ့ဖြည့်စေးပင်ကရွက်နေဂါရာတချို့ကိုရွဆူကရှီဗန်ညာရဲ့ဒံရပေါ်မှာပုတ်သက်ပေးလိုက်တဲ့ချိန်တခဏပါပဲဒံရကအရှင်းပြောက်ကင်းသွားခဲ့ပါတယ်။အဒီနောက်နစီယာမာကြီးကသူ့ကိုအိမ်ပြန်ခေါ်သွားလို့ရပြီ။အိမ်ရောက်ရင်ဒီစေးပင်ကိုရေးရင်းနဲ့စိမ်ပြီးသူ့ကိုရေချိုးခိုင်းလိုက်။ဒါဆိုရင် အစိတ်အကျဉ်းချံတွေအကုန်ထွက်သွားလိမ့်မယ်လို့ပြောဆိုမှကြားခဲ့ကသူကတော့အထဲမှာဖမ်းထားတဲ့မွေမကိုသွားတက်လာအောင်မယ်လို့ပြောဆိုကထွက်သွားခဲ့ပါတော့တယ်။နဆရာမကြီးထွက်သွားတာနဲ့တပြိုင်နက်ရီတစ်တို့လည်းကားကိုမောင်းကထွက်သွားခဲ့ပါတော့တယ်။နဆရာမကြီးလည်းဂူထဲကိုပြန်လဲရောက်ရှိလာခဲ့တဲ့အခါဖမ်းဆီးထားတဲ့စီရှာကလည်းမရှိတော့သလိုသူ့ရဲ့ငှက်တွေဟာလည်းဒဏ်ရာတွေနဲ့ချမ်းမြေပေါ်မှာဖြစ်နေခဲ့တာကိုတွေ့မြင်လိုက်ရတာကြောင့်အံ့ဩသွားခဲ့ပါတယ်။ ဒါကြောင့်မဲနဆီယာမာကြီးလဲသူ့ရဲ့စွမ်းနဲ့သင်္ကန်းကြီးတွေကိုဒဏ်ရာတွေကနေတတ်တာအောင်ပြုတ်လုပေးခဲ့ပြီးငှက်ကြီးတကောင်ကိုသူမရှိတဲ့နောက်ပိုင်းမွေမကဘလို့လွတ်သွားတာလဲလို့မေးမြန်းနေခဲ့ပါတယ်။အဲဒီနောက်မှာတော့နဆီယာမာကြီးလဲစီရှာကနောက်ထပ်အသွင်ပြောင်းမွေတကောင်ရဲ့ကုညီနဲ့လွတ်မြောက်သွားမှန်းသိရှိသွားခဲ့ပြီးဒေါသတွေထွက်နေခဲ့ရပါတယ်။ အင်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ရီတက်လဲရှီဗန်ညာကိုမွေးစိတ်တွေအရှင်းပြောက်ကင်းနိုင်စေဖို့နဆီယာမာကြီးပေးလိုက်တဲ့ဖြည့်ဆည်းပင်ကရွက်နဲ့ရေးစိမ့်ပြီးရှီဗန်ညာကိုရေချိုးစေခဲ့ပါတယ်။ရှီဗန်ညာတယောက်ကတော့ရီတက်ကိုလှည့်စားမိခဲ့တဲ့အတွက်စိမ်ကောင်းလဲဖြစ်ရသလိုအခုလိုသူမရဲ့အပေါ်မှာဂီယူဆိုင်ရှိနေပေးခဲ့တဲ့ရီတက်ရဲ့အပြုမှုတွေပေါ်မှာလည်းချိန်တက်နေခဲ့ပါတယ်။နစီယာမာဂျီထံကနေမွေမလွမြောက်သွားပြီဆိုတာကိုသိလိုက်ရတဲ့ယာမနီတို့လည်းနစီယာမာဂျီစီကိုရောက်ရှိလို့လာခဲ့ကအချိုးအချောင်းကိုမင်းမြန်ခဲ့ပါတယ် နဆရာမကြီးကလည်းမွေမကလွမြောက်သွားတဲ့အတွက်တစုံတရာအနေရပြုလာခဲ့မယ်ဆိုရင်ရိုင်ဂျာတို့အတွက်အဆောင်ဖြစ်သူမရဲ့စီရင်နဲ့ပြုလုပ်ထားတဲ့အစိတ်သားကိုရိုင်ဂျာပေးရခဲ့ပါတယ်။နဆရာမကြီးကတကယ်လို့မွေမကပြန်လာပြီးတော့တိုက်ခိုက်မယ်ဆိုရင်အခုပေးလိုက်တဲ့စိတ်သားနဲ့ထိုးလိုက်တစ်ချက်လောက်ထိသွားမယ်ဆိုရင်တော့မွေမကတည်ဆုံးရလိမ့်မယ်လို့ပြောပြခဲ့တာကြောင့်ရိုင်ဂျာလည်းအစိတ်သားကိုအကြည့်ကသဘောကျသွားခဲ့ပါတယ်။ အဲဒီနောက်ရိုင်ဂျာကဂျာမနီကိုတွားကြဖို့ပြောဆိုပြီးနဆီယာမာကြီးရဲ့ခူထဲကနေထွက်ဖို့ဟန်ပြင်လိုက်တဲ့ဂျာမနီကမြေကြီးပေါ်မှာကြာနေတဲ့လော့ကက်သီးလေးနဲ့လေဆွဲလေးတကုန်းကိုတွတ်ရှိသွားခဲ့တာကြောင့်ကောက်ယူကြည့်ရှုလိုက်တဲ့အခါဒါကသူမကိုယ်တိုင်မကြသေးခင်ကမှရှီဗန်ညာကိုပြီးထားခဲ့တဲ့လေဆွဲဖြစ်နေခဲ့တာကိုသိရှိသွားခဲ့တာကြောင့်ခူပြင်ကိုရောက်တဲ့အခါ ဒီလေဆွဲကရှီဗန်ညာကိုသူမကိုယ်တိုင်ပေးထားခဲ့တာဖြစ်တာကြောင့်ရှီဗန်ညာကဒီကိုရောက်လာခဲ့တယ်ဆိုတော့တသက်ပဲလို့ပြောပြခဲ့ပြီးသူတို့လင်မယားလည်းချက်ချင်းပဲအင်ကိုပြန်လာခဲ့ကြပါတော့တယ်။ရှီဗန်ညာလည်းအခန်းထဲမှာတယောက်တည်းရှိနေ gain ရီတရဲ့ပေါ်လှည့်စားမိခဲ့တာတွေကိုတွေ့ပြီးဝမ်းနည်းနေတော့မှာပဲစီရှာကရောက်ရှိလာခဲ့ပြီးနင်းသူကိုချစ်မိသွားလို့မဖြစ်ဘူးလူသားနဲ့မွေမချစ်မိသွားကြမယ်ဆိုရင်နင်းရဲ့စွမ်းကထာဝရပျောက်ကွယ်သွားလိမ့်မယ်လို့တတိပေးပြောဆိုလာခဲ့တာကြောင့် ရှိပန်ညာလည်းငါရဲ့ပန်းနိုင်ကိုမမေ့ပါဘူးလို့စီရှာကိုပြန်လဲပြောဆိုခဲ့ပြီးဇိုင်းကြီးတဲကခန်းဟောင်းထဲမှာသူမတွေ့ချုံခဲ့ရတာတွေကိုစီရှာပြန်လဲပြောပြနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတကားခေါက်တန်ကိုကြားလိုက်ရတာကြောင့်စီရှာကတော့တိတ်တဆိတ်ထွက်သွားခဲ့ပါတော့တယ်။တကားလာခောက်ခဲ့တဲ့သူကအင်းကလုံမာတူဖြစ်ပြီးဂျာမနီကအောက်ကိုဆင်းလာခဲ့ဖို့မှားလိုက်ကြောင်းပြောပြခဲ့တာကြောင့်ရှိပန်ညာကလည်းအင်းအောက်ကိုဆင်းလာခဲ့ပါတော့တယ်။အောက်ကိုရောက်တော့ရီတစ်ကလည်းရှိလို့နေခဲ့တာကြောင့် ဂျာမနီလဲဗြိတိရဲ့ရှေ့မှာပဲမင်းကမကြသေးခင်ကမှလော့ကက်လေးပါတယ်ဆိုချိုတကုံလက်ဆောင်ပေးခဲ့တာကိုမှတ်မိသေးတယ်မဟုတ်လားအဒီဟာကအခုဗမာလဲလို့ရုတ်တရက်မေးလိုက်တာကြောင့်ရှီဗန်ညာလဲအဲ့တော့မှပဲသူမရဲ့လဲမင်းမှာဆွဲထားတာမရှိတော့ဘူးဆိုတာကိုသိရှိသွားခဲ့ပါတယ်ရှီဗန်ညာလဲချက်ချင်းပြန်မဖြေနိုင်ခဲ့တာကြောင့်ဂျာမနီကသူမရဲ့လက်ထဲကဆိုချိုကိုပြလိုက်တာကြောင့်ရှီဗန်ညာလဲအန်ဟိုးထိတ်လန့်စွာချိန်နေမိခဲ့ပါတော့ ောက်ရက်တွင်မှလည်းဒီလူစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်မီကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ပါတယ်